ကရင်ပြည်နယ်မြောက်ဥတီမြို့ရှေးကုတ်ကုမြို့တက်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုအပြီးတိုင်နှိမ်နင်းသွားမယ်လို့ကရင်နယ်ကြားစောက်တက် PGF ခေါ် KNE ခေါင်းဆောင်တွေထုတ်ပြောပြီးတဲ့နောက်အလုပ်ထမထောင်ကြီးကထွက်ပြေးတင်းရှောင်နေကြတယ်လို့မြောက်ဥတီမြို့ခန့်တွေထံကနေတီးရပါတယ်။နိုင်ငံတကာရဲ့ကတ်တပ်ပိတ်ဆို့မှုတွေနဲ့ဖိအားပေးမှုတွေစက်တိုက်ကြုံလာရပြီးတဲ့နောက်ပြီးတဲ့နိုဝင်ဘာလ18ရက်နေ့မှာထိုင်းသတင်းဌာနတွေနဲ့ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ PGF ပြောခွင့်ရနိုင်မောင်စောကထိန်းချုပ်နေမြေအတွင်းမှာ အွန်လိုင်းငွေလင်လုပ်ငန်းတွေကိုအပြီးတိုင်ရှင်းလင်းသွားမယ်လို့ပြောဆိုခဲ့တာပါစကမ်မာခေါ်ကြဖြတ်တိုက်ဖြတ်ရေးကိုကိုတို့အရင်တော့ကပြောထားတဲ့ပလန် A ပလန် B ပလန် C ဆိုတဲ့နေရာမှာကိုတို့အရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့ကိုတို့ကအခုအဲကိုတို့ကပလန် B ကိုကြော်ပြီးတော့ပလန် B ပလန် C B နဲ့ C ကိုတခါတည်းပေါင်းပြီးတော့ကိုတို့ဟိုအပြီးတိုင်းဖေရှားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင် လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းပြောချင်ပါသေးတယ်ဒီလိုလှုပ်ဆောင်တဲ့အခါမှာကမ္ဘာ့အင်အားကြီးနိုင်ငံတွေအိန္ဒိချင်းနိုင်ငံတွေနဲ့အတူမြန်မာစစ်ဆိုရနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ထည့်သွင်းပြောဆိုခဲ့ပါတယ်။အဲဒါလိုထုတ်ပြောပြီးနိုင်ရီပိုင်းအကြားရွှေကုတ်ကူမျိုးကကြားဖြတ်လုပ်ငန်းမှာအလုပ်လုပ်နေကြတဲ့ပြည်တွင်းပြည်ပအလုပ်သမားထောင်ကြီးကဘေးလွယာကိုထွက်ပြေးခဲ့ကြတဲ့ရုပ်တံဗီဒီယိုဖိုင်တွေလူမှုကွန်ရက်စာမျက်နှာတွေမှာချက်ချင်းဆိုသလိုပြန့်နှံ့ခဲ့ပါတယ်။အဲဒီမတိုင်ခင်ကတော့အလုပ်ရှင်ဆရာရှင်နဲ့နှီးပညာပိုင်းကျမ်းကျင်တဲ့သူတွေကို BGF ကကားတွေနဲ့ခေါ်ထုတ်သွားတာရှိတယ်လို့ဖြစ်စဉ်ကိုတရှိထားတဲ့မြောက်ပတီမြို့ခန့်အချို့ကပြောပါဗျာ။နဲ့ကျွန်းနေတဲ့လူတွေရွှေ့ထားတဲ့ခါကျတော့ကျန်တဲ့လူတွေတော့မလိုအပ်တော့ဘူးလေ။ဒါပေမဲ့စရင်နေလေးတွေပါတွေယူပြီးတော့နေတော့ပြန်မောင်းထုတ်မယ်လို့တော့ကြားတယ်။အမ်ဘက်ကိုသွားကြတယ်ပေါ့နော်ရွှေ့ကြတယ်များတော့အဖြစ်ကတော့လေ။မြေမှုနေကန်နေကျတော့မြောက်ပြည်တွေကိုပြန်လာကြတယ်ပြောတယ်။ဒါပေမဲ့အစစ်စီတော်တော်ကြမ်းနေရွှေကိုကူတွေကိုကျွန်တော်တို့အများဆုံးဝင်နေကြထွက်နေကြမဟုတ်တဲ့လူတွေဝင်လို့ထွက်လို့မရဘူး။စစ်တပ်က ော် BGF ကအဲ့ဒီ KD မှာစောင့်နေတာကိုလက်တလန်းလုံးလေသူဒီမြို့တွေမှာတော့လေသူတော့ရုပ်ရုပ်တော့မြောက်ပြီးမြို့တွေမှာတော့မတွေ့ရဘူးအခုတော့အမေရိကန်ကကြားဖြတ်လုပ်ငန်းတိုက်ဖြတ်ရေးအထူးအဖွဲ့ကိုဖွဲ့စည်းထားသလိုအဲ့ဒီလုပ်ငန်းမှာပါဝင်ပတ်တက်မှုရှိတဲ့ BGF ကောင်းဆောင်ပိုင်းနဲ့မိသားစုဝင်တွေ DKPA ကောင်းဆောင်ပိုင်းတွေဟာလည်းနိုင်ငံတကာရဲ့ပိတ်ဆို့ရေးယူမှုကိုခံထားရပါတယ်။အလာဒူထိုင်းဆိုရကဖန်ဆီးထားတဲ့ကြားဖြတ်ကောင်းဆောင်ရှင်ကြည်ကျန်းကိုလည်းတရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့တယ်လို့ပဲ စစ်ကောင်းဆောင်မင်းအောင်လှိုင်ကလည်းကြားပြတ်လုပ်ငန်းကိုတိုက်ဖြတ်မယ်လို့ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်ဖန်ခီးစီမှာကြုံးဝါထားပါတယ်။အဖက်ဖက်ကနေ PRP ခံလာရတဲ့ BGF ဟာအခုတော့ကြားပြတ်လုပ်ငန်းရှင်းလင်းရေးကောင်းစဉ်တက်ပြီးတော့ထုတ်ပြောနေပြီမဲ့နိုင်ငံတကာရဲ့ PRP မှုတွေကြောင့်မဟုတ်ဘူးလို့ BBC သတင်းဌာနကငင်းဆိုထားပါတယ်။နောက်ဆိုမလွှဲရှောင်နိုင်တဲ့အနေအထားမှာလုပ်ရတာပဲ။အရင်ကလေခဏခဏလှုပ်တာပဲဒီကြားဖြတ်ကသူတို့ပြောနေသလိုချက်ချင်းကြီးပြောက်ွယ်သွားဖို့ဆိုတာမဖြစ်နိုင်သေးဘူး အကျိုးစီးပွားတွေပါဝင်ပတ်သက်မှုကနည်းတာမှမဟုတ်တာအဲဒီတော့ PRP ခံနေရတဲ့အချိန်လှုပ်တိလှုပ်ထိုက်တာကိုဟန်ပြလှုပ်နေတာပဲမြင်တယ်ပြီးခဲ့တဲ့လထက်မှာမြောက်ရီမျိုး KK ပက်ဝင်းကိုစစ်အုပ်စုဝင်ရောက်စီးနေမယ်လို့သတင်းလွှင့်ပြီးတဲ့နောက်အလုပ်တော်မှထောင်ချီထွက်ပြေးခဲ့ကြသလို ကြားဖြတ်လုပ်ငန်းအဆောက်အအုံများပြားကိုလည်းဖောက်ခွဲဖြတ်စည်းတာတွေပြုလုပ်ခဲ့ပါတယ်